ရုရှားဆစ်ရှုံးသွားပြီလားအခုတစ်ပတ်အတွင်းမှာယူကရိန်းသမ္မတဇလန်စကီးကအမေရိကန်သမ္မတထရန့်ကိုအင်ဖြူရိုမာလာတွေ့ပြီးသူ့နိုင်ငံလုံခြုံရေးကိစ္စစစ်ရေးဆေးရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ထရန့်နဲ့ရုရှားသမ္မတပူတင်လည်းဖုံးပြောခဲ့ကြပြီးဟန်ဂေရီမှာလူချင်းတွေဆွေးနွေးကြဖို့စီစဉ်နေကြတယ် ဒါရီရဲ့ရည်ရွယ်ချက်ကတော့ရုရှားယူကရိန်းကျူးကျော်စစ်ကိုရက်စဲကြဖို့ပဲဖြစ်တယ်။ယခင်တစ်ကြိမ်တွေ့ဆုံဆွေးနွေးကြစီကခရီးမရောက်အထမမြောက်ခဲ့ကြပေမဲ့ခုတစ်ကြိမ်မှာတော့ယခင်ထက်ပိုအဆင်ပြေပြီးရက်စဲကြဖို့နီးလာပြီလို့ဆိုရနိုင်တယ်။ ခုကာလကြည့်ရင်ရုရှားရောယူကရိန်းရောနှစ်နိုင်ငံစလုံးဟာတပတ်နဲ့တပတ်နိုင်ခြေမရှိသေးပဲစစ်ရဲတံကိုအတော်ခံနေကြရခြင်းအသေးပြောက်တွေများပြီးနိုင်ငံရဲ့စွန့်ရင်စက်ယုံတွေထိခိုက်မှုများလာတဲ့ကာလလည်းဖြစ်တယ်။ဆိုရရင်ယူကရိန်းကို၃ရက်အတွင်းအပြီးသိမ်းမယ်လို့နေလုံးထွားခဲ့တဲ့ရုရှားဟာ၃နှစ်ကြာတဲ့အချိန်အထိရီမန်းချက်ကိုမရောက်တဲ့အပြင် စည်ရတံကိုတနိုင်ငံလုံးပြင်းပြင်းထန်ထန်ခန်းစားနေရပြီးကမ္ဘာအတိုင်းဝိုင်းကဖယ်ကျင်တာခံနေရပါတယ်။အခုနောက်ဆုံးအနောက်နိုင်ငံတွေမှာထိန်းချုပ်ခံထားရတဲ့သူ့ရန်ငွေတွေနဲ့သူ့ကိုပြန်တိုက်ခိုက်ခံရတော့မယ့်အခြေအနေမျိုးရုရှားဟာစစ်ပွဲကိုရက်ချင်လာခဲ့တာပဲဖြစ်ပါတယ်။ယူကရိန်းဘက်ကတကမ္ဘာလုံးနီးပါးရက်တီကူညီကြပေမဲ့ရုရှားဘက်ကတော့ တရုတ်ကအကန့်အသတ်နဲ့သာ ရက်တည်ပြီးမြောက်ကိုရီးယားနဲ့ဘီလာရုစ်တို့လိုတိတ်အကူအညီမရတဲ့နိုင်ငံတွေသာအပြေအားမြောက်ပြုကြချိန်မှာကြာလေလေလုံးပါပါပြီးကြာရှုံးရမယ့်အရေးနဲ့နှိဆက်လာလေဖြစ်နေပါဗျ။အပေါ်ရင်ကြည့်ရင်တော့ရုရှားဟာယူကရိန်းနယ်မြေနှစ်ဆက်ရာဂိုင်းနှုံးလောက်တင်ပိုက်ထားလို့အခုချိန်စစ်ပွဲရဲလိုက်ရင်တာတယောင်ထင်ရပေမဲ့တကယ်တမ်းကသူတို့အတွက်အရှုံးကြီးပါဗျ။ တစ်ချိန်လုံးသူ့ရဲ့စစ်အင်အားကိုတပြပြနဲ့မန်ကြွနေတဲ့ပူတင်ဟာသူ့ရဲ့အိမ်နီးချင်းယူကရိန်းလိုနိုင်ငံသေးသေးလေးကိုတောင်သုံးနှစ်ကြာတဲ့အထိတိမ့်နိုင်တဲ့အစွမ်းစာမရှိဘူးဆိုတာတကမ္ဘာလုံးမြင်တွေ့သွားကြတဲ့အတွက်သူ့ရဲ့ဩဇာလွှမ်းမိုးမှုကြာစင်းခြင်းနဲ့အတူသမိုင်းဝင်တိုက်ခါကြအရှက်ရစရာဖြစ်ရကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ သူတို့မျော်မှန်းတဲ့အတိုင်းယူကရိန်းရဲ့အစိုးရကိုဖြုတ်ချဖို့မလုပ်နိုင်ုံသာမကသူတို့မဖြစ်စေချင်တဲ့အိမ်နီးချင်းနိုင်ငံတစ်ခုအနောက်အုပ်စုနဲ့အရန်နီးကပ်ပြီးမဟာမိတ်ဖြစ်သွားတဲ့အခြေအနေတစ်ခုကိုပါလက်ခံလိုက်ရတော့မှဖြစ်လို့မဟာဗျူဟာအယအကြီးကျယ်ရှုံးနေပါတယ် နောက်တစ်ချက်ကယူကရိန်းစစ်ပွဲမှာရုရှားရဲ့စစ်အင်အားအစ်စ်ကိုပြိုင်ဘက်နိုင်ငံတွေတည်သွားအောင်ချပြလိုက်ရယုံသားမကသူတို့ရဲ့အရေးပါတဲ့စစ်ဌာနချုပ်တွေထောက်ပို့လမ်းကြောင်းတွေကိုပါမြင်သာသွားစေတဲ့အတွက်နိုင်ငံလုံးကျုံရေးရှုထောင့်ကကြည်ရင်ကြီးမားတဲ့ရှုံးနိမ့်မှုလေးဖြစ်ပါတယ် ရုရှားဟာစစ်စားရေးကြောင့်စီးပွားရေးအကြီးအကျယ်ထိခိုက်ခဲ့တဲ့အပြင်နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေ၊ကုန်သွယ်ရေးဆုံးရှုံးမှုတွေ၊လူဆွမ်းအားအရင်းမြစ်ဆုံးရှုံးမှုတွေကြောင့်ကျသွားတဲ့စီးပွားရေးကို နောက်ထပ်ဆယ်စုနှစ်တခုမကပြန်လည်တိဆောက်ရအောင်မှာဖြစ်လို့ဒါကိုလည်းဆုံးရှုံးမှုတစ်ခုလို့ထည့်တွက်လို့ရပါတယ်။နောက်ဆုံးအချုပ်ပြောရရင်ရုရှားရဲ့ကျူးကျော်စစ်ဟာဥရောပနိုင်ငံတွေကိုတက်လန့်လိုက်သလိုဖြစ်သွားတာကြောင့် အချင်းချင်းပုံမိုစည်းလုံးလာစေသလိုလက်နက်တွေလည်းအပြိုင်တက်ဆင်ပြီးပခုံးချင်းရှင်လာတော့မှဖြစ်ပါကြောင်းတင်ပြရပါတယ်။